မင်္ဂလာပါပိတ်တကြီးရေဖဘောစပီယာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ချစ်တော်ဘရူနိုရေသွေးမြန်မာပြည်ကမ္ဘာအဆင့်ရှိတဲ့ကစားသမားတစ်ယောက်တသင်းလုံးကိုထိမ့်ပြီးတင်နေရတဲ့ကစားသမားတစ်ယောက်ဟာလူသားတဦးပဲမို့သူ့ရဲ့အကောင်းဆုံးအချိန်ဆိုတာရှိတယ်လို့သူ့ရဲ့နေဝင်ချိန်ဆိုတာရှိလာမှာပဲဖြစ်ပါတယ်ဒါဟာလောကရန်တရားပါပဲ27ရာစုရဲ့ဘောလုံးလောကကိုအကြာကြီးလွှမ်းမိုးလာခဲ့တဲ့မက်ဆီနဲ့ရိုနယ်ဒိုတို့တောင် အသက်ရတခုရောက်လာတော့သူ့ရဲ့နေရာတွေဟာသူများတွေကိုပေးခဲ့ရပါတယ်။အဲဒီလိုပဲမန်ယူသင်းအတွက်ကွာရိုင်းလေးပါကစားပေးခဲ့ပြီးအမြဲပေးဆက်ခဲ့တဲ့အသင်းကောင်းဆောင်ဒိုနာဗနန်ဒက်တယောက်ဟာလည်းအရန်ကုန်မှပင်ပန်းလွန်နေခဲ့ပါပြီ။ဒါဟာထင်ရှားသလိုမန်ယူသင်းအတွက်ဒိုနာဗနန်ဒက်ဟာတယောက်တည်းရုန်းကန်နေခဲ့တာတော်တော်လေးကြာခဲ့ပါပြီ။ဒီငိန်တော့ခြေစွမ်းမစုံမနစ်စူးစမ်းမှုတွေနဲ့တိုက်စစ်ရောကွန်းတဲ့နေရာမှာပါတော်ဝင်ယူခဲ့ရတဲ့ဒိုနာဗနန်ဒက်တယောက်ဟာမန်ယူသင်းနဲ့အတူကြီးမားတဲ့အောင်မြင်မှုမျိုး ရခဲ့တာအမှန်ပါပဲ FA ဖလားနဲ့ကာဘွန်ဖလားတာရထားတဲ့ဘူနိုဖာနန်တက်အဖို့ဒီအောင်မြင်မှုတွေဟာမလုံလောက်သေးတာအမှန်ပါပဲဘူနိုဖာနန်တက်လိုကစားသမားတယောက်ရဲ့အကောင်းဆုံးအချိန်တွေကို United အသင်းမှာကွန်ဆုံသွားခဲ့ရတာကနှမျောစရာပါပဲတကယ်ဆိုဘူနိုဖာနန်တက်ကဘာစီလိုနာဒါမှမဟုတ် Real Madrid အသင်းမှာသာကစားရင်ဘောလုံးတရောစုကိုရနိုင်တဲ့အထိသူ့ရဲ့ခြေသွမ်းဟာမြင့်မားလွန်းခဲ့ပါတယ်ဒါပေမဲ့ဘူနိုဟာ မန်ယူကိုစရောက်လာကြတဲ့ကသူဟာမန်ယူသင်းအတွက်အရာရာပိဆက်ဖို့အစဉ်အသင့်ဖြစ်နေခဲ့တယ်။ဒါဟာဖာဂူဆန်မန်ယူသင်းကိုကင်တွယ်တော့ကလာသမားတယောက်ရဲ့စိတ်တက်လိုမျိုးဘူနိုဟာအပြည့်ရှိနေခဲ့တယ်။မန်ယူရဲ့ DNA ဆက်ဆက်လို့ပြောလို့ရမယ်ဘူနိုခန္ဓာတက်လို့ကြာသမားမျိုးတွေအခုချင်းမန်ယူသင်းမှာရှိနေတာဝန်းနေစရာကောင်းလာပါတယ်။အသင်းအတွက်ပိဆက်လိုစိတ်မရှိတဲ့ကြာသမားဘူကောင်းဆိုင်တဲ့ကြာသမားအသင်းထက်လာစာကိုပုံမှန်မော့တဲ့ကြာသမားတွေရှိနေခဲ့တာကြောင့်မန်ယူသင်းရဲ့အချိန်ဝါဟာ တဖြည်းဖြည်းမေးမိန်လာခဲ့ရပါတယ်။ဘသူတွေဘလို့ပဲညံ့နေပါစေအသိကောင်းဆောင်ဘလို့ဖန်တဲ့ဓာတ်ကတော့သူ့လောက်ချာရှိတာတွေကိုစက်ပြီးလုံနေစေပါ။ဝင်တိုက်စစ်သားတမတယောက်ကအသိအတွက်တွင်းကိုယ်တွေအများကြီးတွင်းယူပေးခဲ့တယ်။ဖန်တီးပေးခဲ့တယ်။အခုရာသီမိုင်ယိုတင်းမှာကိုသွေးအများဆုံးကိုဖန်တမှုအများဆုံးသားတမဟာကျွန်တော်တို့ရဲ့အချစ်တော်ဘရူနိုဖာနန်ဒက်ပါပဲ။မိုင်ယိုတင်းကိုရောက်ခဲ့တဲ့6ရာသီအတွင်းကွဲပေါင်း250လောက်မနာတဲ့ကစားပေးခဲ့ပါတယ်။ဘလို့တဖြင့်ဒီရာသီမှာ ဘူနိုဖာနန်ဒက်အတွက်ပိုကက်ကက်ခဲ့ပြီးမန်ယူတင်းကိုတူကိုယ်တိုင်ပဲပခုံးတန်းတင်ပေးနေခဲ့ရပါတယ်။တကယ်တော့ကျွန်တော်တို့တွေတကူကူမိနေတာအသေးချာပါပဲ။အဲ့ဒါကတော့ဘူနိုဖာနန်ဒက်ဟာအသက်30ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။အဖေဖလားနဲ့ကာရာဘောင်ဖလားတောင်းမနာရပဲမန်ယူတင်းအတွက်ကစားပေးခဲ့တဲ့ဘူနိုဖာနန်ဒက်ဟာနောက်ထပ်နေရာတိလောက်ပဲကောင်းကောင်းကစားနိုင်လို့မှာပဲဖြစ်ပါတယ်။တကယ်တော့ဘူနိုကိုအနာပေးတဲ့ပေမဲ့အသင်းရဲ့လူစင်းကအားနေတာနဲ့ ရိုနိုကမန်ယူအသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်တာကြောင့်မနာယူခွင့်မရခဲ့ပါဘူး။လေးဆက်ဆုံးပြောရမယ်ဆိုရင်တော့မန်ယူအသင်းဟာအဖေဖရာပွဲစဉ်ကဟူဟန်အသင်းနဲ့အချိန်ပိုမိနစ်120အထိကန်ခဲ့ရတဲ့ပွဲစဉ်မှာကျွန်တော်တို့တွေဒိုနိုဖာနန်ဒက်ရဲ့ပင်ပန်းမှုတွေကိုထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။ဒါဟာကျွန်တော်တို့အတွက်နာကျင်မှုပါပဲ။ရိုနိုရဲ့အသက်အရွယ်ကိန်းကဏ္ဍတွေကိုခဏမေ့ပြီးရိုနိုကိုအားပေးခဲ့ကြတယ်။ခက်အော်ခဲ့ကြတယ်။ဒါပေမဲ့လူသားတစ်ယောက်ဟာစက်ရုပ်တစ်ယောက်မဟုတ်ပါဘူး။နာတဲ့အချိန်မှာနာပြီး ပြတ်သန်းတဲ့အချိန်မှာကန်ရမှာပဲဖြစ်ပါတယ်။ပြည်မြန်လေးယူပါလေးသာမကပဲအဖေဖလားတာဘောင်ဖလားပါဝင်ကန်နေရပြီးနိုင်ငံလေးရေးစင်တင်းအတွက်အလိုရှိတိုင်းပေးဆက်နေရတဲ့ဘူနိုဖာနာနဲ့တယောက်ဟာမသက်30ကျော်လာပြီမို့နားတင်တဲ့အချိန်မှာနားပြီးကစားတင်တဲ့အချိန်မှာကစားရတော့မှာပဲဖြစ်ပါတယ်။အတင်းအတွက်အမြင်မှုတွေကိုယူဆောင်လာဖို့အမြဲကြိုးစားနေတဲ့ဘူနိုဖာနာနဲ့တယောက်တနိုင်ငံနဲ့တာနီးပြအမော်ရီလက်အောက်မှာအကောင်းဆုံးရာသီဖြစ်ဖို့စူပါရီရဖို့ကြိုးစားနေရမှာဖြစ်ပါတယ်။ နေပြအာမောင်ရင်ကိုရိုင်းကအသင်းကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ရှိနေပြီးအသင်းရဲ့ကစားသမားအများစုကိုရာသီကုန်ရင်ရောင်းထုတ်မှဖြစ်ပြီးသူ့ဆက်ကြကစားသမားတွေကိုဝယ်ယူမှာပဲဖြစ်ပါတယ်။ဒီလိုဆိုရင်တော့မယူသင်းဟာအရင်တော့ကလိုပြန်တဲ့တောက်ပလာဖို့ရှိနေပြီးရိုနယ်ဖာနန်ဒက်ကိုရိုင်းဟောင်မြင်မှုတွေကိုယူဆောင်ပေးနိုင်တော့မှာပဲဖြစ်ပါတယ်။အဲဒီတော့ကျွန်တော်တို့ချက်တဲ့ရိုနယ်ဖာနန်ဒက်ဟာကြီးမားတဲ့အောင်မြင်မှုတွေကိုယူဆောင်ပေးမယ်လို့ယုံကြည်ရင်းဒီဆောင်မလေးကိုအဆုံးသတ်ပေးပါစေ။